မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အနာနှလုံးပေါင်းရှင်ပရိနေကျွန်တော်တို့နောက်ထပ်ကီးတွေကိုပြန်လည်မြောက်တောင်းမှဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီမှာ8 8 8 9 4 5 4တိ3ခုမှာဆိုရင်တိကိုတကြိမ်9နဲ့4ပေါင်းရှင်ဒီကိုဒီ3နဲ့ထပ်ပေါင်းတာဗောနော်ဒါဆိုရင်တိနဲ့ကိုပေါင်း10ဒီမှာ3 3 4 2နဲ့ပေါင်းတာ6ရှောက်ကိုခွန်ခွန်တိုးပြီးတော့ခွန်ကို2ပေါင်း9 10ဆိုပြီးဖြစ်ပါတယ်ဗောနော်အဲ့ဒီမှာ9 6 3ဆိုတဲ့အတွက်ဒီ6ရဲ့3ရဲ့ပေါင်းရှင်ဒီကိုဖြစ်ပါတယ် အဲ့ဒီနေ့တည်းမဲ့9လျှောက်တော့ကနေဆက်သွက်တာဆိုရင်ကိုတုံများနဲ့35လျှောက်ပြိပေါ့နော်6 8ခွန်ဆိုတဲ့အတွက်8နဲ့ခွန်ပေါင်း85ဖြစ်ပါတယ်နေ့နေ့ခွန်မှာနေ့ခွန်ပေါင်း9 8နဲ့ပေါင်း8ပေါင်း16တုံများနဲ့9ပေါင်း9 9နဲ့နေ့နဲ့ကခွန်9နဲ့နေ့ပေါင်း17 6နဲ့6ပေါင်း10နေ့နဲ့4ပေါင်း6 9ရက်နေ့ရက်ခွန်6နဲ့5ပေါင်းနဲ့17 9နဲ့6ပေါင်း17ပေါ့နော်၄နဲ့၆ပေါင်းရှင်းက၁၀ခွန်၈ပေါင်းနာ၅ ဒီ9ရှောက်ရှိ9တင်းနေအနန္တလုံးပေါင်းရှင်ပြိစီပြီးရတယ်ပေါ့နော်ကိုခွန်ရှိပြီးတော့6 9 6ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့အဒီနေပိတ်နှလုံးပေါင်းရှင်ဒီဒီမှာ9နဲ့6ပေါင်းရှင်15ဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်ဒီ20ကြိမ်အတွက်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်โอเคဒီက9ရဲ့6ရဲ့ပေါင်းရှင်ဒီ15 break ဖြစ်ပါတယ် အစင်း20ကြိမ်မှာကျတော့39696ဖြစ်ပါတယ်39596966တပြီးတော့843ရင် audit မှာ955ဖြစ်ပါတယ်ခင်ဗျာ955အစင်းကျွန်တော်ဒီ9မှာတစ်ကြိမ်ပေါင်းပါတယ်6ရက်တည့်ရက်တစ်ကြိမ်စီဒီ9မှာတစ်ကြိမ်ပေါင်းတော့အစင်းဒီ9နဲ့ဒီ9နဲ့ပေါင်းရင်36နဲ့တပေါင်းရှင်းခွန်ရတဲ့အတွက်ကြောင့်ပေါ့ ခွန်ရှိတုံညာတိ3လေးအနောင်နှလုံးပေါင်းရှင်ပြိဖြစ်မယ်ခင်ဗျာခွန်ရှိတုံညာတိ3လေးအနောင်နှလုံးပေါင်းရှင်ပြိဆိုပြီးရမယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်ကဒီ9ရှောက်ခွန်9တုံညာ6ရှောက်လုံးထဲကနှလုံးအပါပေါ့နော်အလေးနဲ့အပိတ်နှလုံးအပါရှိပြီးဖြစ်ပါတယ်။တုံညာနဲ့9နဲ့နှစ်တုံညာ9ခွန်9ခွခွန်9900 3ခွန်ခွန်8965 683ရှောက်8ခွန်2နှစ်ခွန်ပေါ့နော် 388ကနေ16ဖြစ်ပါတယ်။အဲ6လေး6တပင်းမှာကျတော့သူက6လုံးဖြစ်သွားမယ်ဘာလို့ဒီအပေါ်မှာကဏ္ဍ9လုံးဖြစ်ပါတယ်။ငါလုံးထဲအပါဘောနော်တော်တော်ဒီ6လေး6တပီယံနေစားပြီးတော့ကျွန်တော်6လုံးထီရမှာဖြစ်ပါတယ်6လေး6ပြီးတော့ဒီမှာ98 98မှာ3 5 8 9ထဲက98 9ခု98ဘောနော်ပြီးတော့လေ9 6ခု9 3ညတင်မှာ6ရဲ့9ရဲ့6 9 6ဒီတစ်ပတ်မှာ98 9 တင်းနစ်တောင်းအလေအပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်ထပ်ပြီးတော့စီပြပေးသွားမယ်ပေါ့နော်โอเคဒါဆိုရင်ခွန်6 9နစ်ဒီတောင်းအအရန်ပေါ့နော်တောင်းအထဲရှင်ထဲရတယ်ပေါ့နော်တောင်းအအရန်ဖြစ်ပါတယ်အဲဆိုရင်အနောက်တလုံးပေါင်းရှင်းပရိတ်ကကျွန်တော်ခုနကခွန်6 3ညဒီ3လေးနန်းတော်တလုံးပေါင်းရှင်းပရိတ်ပေါ့နော်ခွန်6 တုံညာတိတုံလေးခွန်ရှိရှိတုံညာတိတုံလေးဒီနောင်တလုံးပေါင်းရှင်ပြိတ်ဖြစ်ပါတယ်အဆင်းကျွန်တော်ဒီခွန်ရှိဒါလေးကိုတွေ့လိုက်ရင်ဗောနောခွန်ရှိရမယ်ခွန်ကိုခွန်တိခွန်နေခွန်တုံးဆိုပြီး တွေ့လို့ရတယ်ဗောနောပြီးရင်ရှစ်ကိုရှစ်ကိုရှစ်တိရှစ်နှစ်ရှစ်တုံး ပြီးရင်ကိုတေကိုနေကိုတော့တင်နေတေတော့နေတော့ဆိုပြီးတော့လေပိတ်အတွဲဒါလေးရတယ်ဗောနော်ဒါဆိုရင်အပူအနေနဲ့ခွန်ခွန်ရှိရှိကုကုတတနေနေ33ဆိုပြီးထည့်လို့ရသေးတယ်ဗောနော်အပူတော့ကျွန်တော်မပြတော့ဘူးဗောနော်ဆိုတော့ကျွန်တော်အဲ့မှာ9နဲ့10ပေါင်းရှင်း15ဒီမှာ9ပြိမပါဘူးဗောနော်ခွန်9ပေါင်းရှင်း16ရှောင်းပြိမပါဘူး9နဲ့10ပေါင်းရှင်း10ဆိုတော့ဒီမှာ9အတွဲတွဲရမယ်ဗောနော် ခွန်ရဲ့နှစ်ရပေါင်း9ပြည်မပါဘူးနော်ခွန်3ပေါင်းရှင်းတာ30ပြီးရ89ပေါင်း79 89တွဲမယ်ပေါ့နော်ရှင်းနေတဲ့ပေါင်း9ရှင်းနေတဲ့ပေါင်း30ဒီမှာရှင်းနေအတွဲပါတယ်ပေါ့နော်ရှင်းနေ3ပေါင်းရှင်း7 9နဲ့တပေါင်းရှင်းက30 9နဲ့2ပေါင်းရှင်းဒီ7 93ပေါင်းရှင်း7မပါဘူးတင်းနဲ့2ပေါင်းရှင်း3ပြည်ပါတယ်အတွက်တင်းနဲ့တွဲ13ပေါင်းရှင်း3ဒါဆိုရင်ကျွန်တော်လေပိတ်တွဲဒီဟာလေးရမယ်ပေါ့နော် ခွန်တေဆွင်တေခွန်ခွန်တုံးဆွင်တုံးခွန်ကုတေတေကိုကုနိနိကိုဖြစ်ပါတယ်။ Okay ဒါလေပိတ်အတွဲဖြစ်ပါတယ်။ဒါလေးထိတ်စီထည့်ပြရမယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်အပြီးခွေကနန်းနဲ့ထပ်ပြီးတော့ညီလိုက်ရင်လည်းအဆင်ပြေသွားမယ်ပေါ့နော်။အပြီးခွေကနန်းကကျွန်တော်5893333ဆိုပြီးရတယ်ပေါ့နော်။အဲ့မှာတော့89333လေပိတ်နှလုံးအပါနဲ့ညီမယ်ပြီးရထိတ်စီထည့်လိုက်အဆင်ပြေသွားမယ်ပေါ့နော်။ Okay ဒီမှာကျတော့3968 ရှောက်ခွန်တင်းနစ်လည်းပဲမတွဲဆိုဒီမှာခွန်တင်းတွဲကိုပဲလို့ရတယ်ပေါ့နော်ဒီတင်းနစ်တွဲကိုလည်းပဲလို့ရမယ်ပေါ့နော်ကျွန်တော်6ခွန်တင်းနစ်ရတယ်ပေါ့နော်တော့တခုကကျွန်တော်9 3ည5မတွဲပေါ့နော်နောက်ထပ်နည်းတစ်မျိုးက9 3ည5ဆိုပြီးတော့မတွဲကနန်းတစ်ခုရှိတယ်ပေါ့နော်ရှောက်ခွန်တင်းနစ်ထဲကမတွဲဘူးပေါ့နော်ဒါဆိုရင်ခွန်တစ်တွဲကိုပဲလို့ရတယ်ပေါ့နော်ခွန်တစ်နှလုံးပါနေတယ် တင်းနစ်ကောင်နှလုံးသွင်းနေတဲ့ပေးလို့ရတယ်။ပြီးတော့နောက်ထပ်နည်းတစ်ခုကကျွန်တော်၈93ဆိုပြီးတော့ပြောမိသွားတယ်ပေါ့နော်။အဲအဲ့ဒါမဟုတ်ဘူးပေါ့နော်ကျွန်တော်93 45ဖြစ်ပါတယ်။ကျွန်တော်99မှာ995ဆိုပြီးတော့ပေါင်းမိသွားတဲ့အတွက်အဖြေမှန်ကကျွန်တော်93 45မသွဲဖြစ်ပါတယ်ပေါ့နော်။โอเคဒီနှစ်ခုကိုကျွန်တော်ပုံတူယူလိုက်လို့မရဘူးပေါ့เนาะပုံတူယူလိုက်ရင်ဒီထက်ကတလုံးပါသွားနေတယ်ဒီဘက်ကလည်းတလုံးပါသွားနေတဲ့အတွက်ကျွန်တော်အဲ့မှာနှလုံး တိုက်ရိုက်ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့အဲ့ကကျွန်တော်ပုံတူထက်ထောက်အောင်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်လေပိတ်တွဲနေနဲ့83 89 89 83 93ဆိုပြီးတော့လေပိတ်တွဲဒီကြံမယ်ပေါ့နော်โอเคဒါလေးကိုလည်းကျွန်တော်မရှိပြပြီးတော့ညာကွန်ပြီးတော့အချင်းချင်းရမှာဖြစ်ပါတယ်โอเคนะဆိုရင်ကျွန်တော်နောက်ထပ်ကျွန်တော်လေပိတ်ပုံတွေအထီးကြီးပေါ့နော်လေပိတ်နေရာပုံတွေအထီးကြီး၅လုံးက၃၄၄6ခုပေါ့နော် ြည့်ခဲ့တဲ့ပါ6 9 6မှာတော့ကျွန်တော်ဒီ6တလုံးပါတယ်ပေါ့နော်ပြီးရင်6 9 6 9 8မှာလည်း9တလုံးပါတယ်ပေါ့နော်9တလုံးလေးပိုင်နေရပါနော်ဒီတစ်ပတ်မှာ3ည4 6 9ဆိုတော့9 3ဆိုတော့ဒီမှာ9တလုံးပါတယ်ပေါ့နော်89မှာတော့ကျွန်တော်89တွဲကိုဖြုတ်လို့ရတယ်ပေါ့နော်3ည4 6 9လွတ်နေတဲ့အတွက်ကြောင့်မဟုတ်ဖြစ်ပါတယ်ပြီးတော့10ည9မှာဒီမှာ2တလုံးပါတယ်ပေါ့နော် 83မှာကြတော့လေ83ဒီ3မြန်းနဲ့6ခွန်ဒီလွတ်နေတယ်ပေါ့နော်ပြီးရင်91ဒီလည်းကျွန်တော်ပယ်လို့ရမယ်9နှစ်မှာနေတလုံးပါတယ်13မှာလည်းကျွန်တော်ပယ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါပရိတ်နဲ့ကိညီခဲ့မယ်ဆိုရင်ပေါ့နော်ပရိတ်ကကိညီခဲ့မယ်ဆိုရင်ကျွန်တော်လက်ပိတ်အတွဲအနေနဲ့ခွန်3ခွန်ဆူပြီးဖြစ်မယ်ပေါ့နော်ခွန်3ခွန်7နှစ်နှစ်ချစ်ဖြစ်ပါတယ်ပြီးရင် ုနေပေါ့နော်ကိုနေနေကိုအဲဒါလေးပဲရှိမယ်ပေါ့နော်ဒါပရိနေကဲ့ညီမယ်ဆိုရင်ဒီတွဲ6တွဲကိုကျွန်တော်ထိပ်စီထည့်ပြရမှာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်တင်ချလက်ညွှန်ချက်အရာကျွန်တော်ပြန်လည်ပြပြီးရှင်းတာဖြစ်ပါတယ်โอเคဒါလေးကတော့ကျွန်တော်ပင်ကြကိနှလုံးဖြစ်ပါတယ်ပေါ့နော်ဒီနှစ်တော်ညာကိုခွန်ခွန်ကိုမှာနှစ်နဲ့ခွန်နဲ့ပေါင်းရှင်ကို၉တုံညာအထီးကိမှာခွန်တုံညာတုံညာဆိုရတဲ့တုံညာတိ၄ပိတ်ပါနော တုံးကိုပေါင်းရှင်းစနစ်နှစ်တုံးကိမာ963တည်အပိတ်ဖြစ်ပါတယ်ပြီးရင်ရှောင်းနဲ့နှစ်ပေါင်း889ကိမာ8တည်388ဖြစ်ပါတယ်3နဲ့5ပေါင်း889ကိမာ9တည်အလဲ39နှစ်နှင်းနဲ့နှစ်ပေါင်း005 9ကိမာ385နှစ်ဆိုတော့ဒီ9အလဲပေါ့နော်ပြန်ကျွန်တော်တို့ချင်းနဲ့5ပေါင်းရှင်းဒီ73 34ကိမှာ356ပြီးတော့646ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเค646 ဒါကြောင့်မို့ကျွန်တော်ဒီလေးဒီအလေဆိုပြီးဖြစ်ပါတယ်ပေါ့နော်လေးရအလေရှောင်းလေးရှောင်းရှောင်းလေးရှောင်းပြီးတော့နှစ်ထပ်တစ်ကြိမ်မှာ98 98ပြီးတော့6 96ဆိုတော့ကျွန်တော်ဒီဘက်မှာဒီနှစ်ခုပေါ့နော်9နဲ့9ပေါင်းတာဒီ78ဆိုတော့8နဲ့9ကြီးရမယ်ပေါ့နော်89အလေပိတ်နေရများလားပေါ့နော်89လေးပိတ်နေရလားပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လေးဒီအလေပေါ့နော်အလေနေရာတောက်6ဖြစ်နေတယ်ပေါ့နော် တော်တော်ဒီကိုဒီအလေထိုင်အားနေနေတာရှိတယ်ပေါ့နော်ဒီရှစ်ကလုံးပိုင်အားနေနေတာရှိတယ်ကျတော့ဒီအပေါ်ကနေမှာဆိုရင်တုံညာအလေပိတ်၃အပိတ်၈အလေပိတ်၉အလေပေါ့နော်ငါအလေပြီးရင်၄ရလဲအလေဒီဘက်မှာ၈၉လေပိတ်ဆိုပြီးရတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ20ကြိမ်မှာတော့၈၉ကီဆိုပြီးရမယ်ပေါ့နော်၈၉ကီဆိုပြီးရတာဖြစ်ပါတယ် ောက်ထပ်အထူးကိနှလုံးကိုလည်းကျွန်တော်တူတူထပ်ပြီးတော့လေ့လာကြည့်မယ်ခင်ဗျာโอเคဒါလေးကတော့ကျွန်တော်ကီးနှလုံးပေါ့နော်ဒီလေးလေးလေး16 6နဲ့3ပေါင်ကို9နဲ့9ပေါင်သာ18ပေါ့နော်8ကို2ပေါင်30 8တုံညာအထီးကြီးမှာ3ရှိရှိဒီ9ထီးကြီးမှာ3တုံညာကို2လေးထဲကနှစ်ဒီ3ငါးနှစ်နှစ်ဒီ3ငုနှစ်ဒီနှစ်ကကြတော့နှစ်လေး6ဒီ3ငါး3နှစ်လေးပေါ့နော်နှစ်ဒီ8ငါးနှစ်ဖြစ်ပါတယ်ဒီ6ကတော့8 6ငါး ဒီ9က3 9 6 4 6နဲ့ဒီ6 4 6 9ရက်9ရက်ဒီ9 9ရက်ဒီ6 6ထက်က6တလုံးဖြစ်ပါတယ်ဗျာနော်6တလုံးဒီ6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 9 6အစွန်းဒီ20 20ချိန်မှာ3 9 9 6 9 6ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ဒီ6ကို၄နဲ့မြောက်မယ်ပေါ့နော်။6ကို၄နဲ့မြောက်မယ်။ဒီ6မှာတစ်ချိန်9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ အာဆွင်6က4ချိန်24 4နဲ့6ပေါင်းရှင်30 9ဒလုံးရတဲ့အတွက်ကိုယ်နေနဲ့ပေါင်းရှင်ဒီ73ဆိုတဲ့အတွက်ကျွန်တော်ဒီနေ့ရ9ဒီအထီးကြီးဆိုပြီးဖြစ်ပါတယ်။အာဆွင်ကျွန်တော်ဒီမှာ69ရ9ဒီရဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါအထီးကြီးနှလုံးချိန်နေတဲ့မိတ်ဆွေများအသက်ကျွန်တော်တနည်းနဲ့ကောပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါလားခင်ဗျာ။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။